ပတ်ဝန်းကျင်မှာတွေ့နေမြင်နေကြမဟုတ်တဲ့အရာဝတ္ထုပစ္စည်းတွေကိုတွေ့ရင်ထိတာ၊ကင်တာမလုပ်ပါနဲ့။နေရာပြောင်းတာ၊ချွတော့နဲ့ကန်တာ၊ဂဲနဲ့ပေါက်တာ၊အနီးကပ်ဝိုင်းအောင်ကြည့်တာ၊ဓာတ်ပုံရိုက်တာတွေဟာအန်ဒရယ်ရှိတဲ့အပြုမူတွေဖြစ်ပါတယ်။မြေမြုပ်မိုင်းနဲ့စစ်ကြံလက်နက်ပစ္စည်းအန်ဒရယ်သတိရှိပါမန္တလေးတိုင်းမိုးကုတ်မြို့ထဲကိုစစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မနေ့နိုမာလ28ရက်ညနေပိုင်းအားစပြီးစတင်ဝင်ရောက်နေပြီလို့မြေပြင်ချင်းနေတိရှိတူတူကရှစ်ပြမျိုးပြောပါတယ်။မိုးကုတ်မျိုးတွင်တဲ့ကမြို့ခန့်အလုံးနီးပါတော့မြို့ပြင်နဲ့တခြားနေရာတွေမှာထွက်ပြေးတင်းဆောင်သွားကြပါပြီ။မြို့ထဲရှိတခြားတော်လည်းတပ်ဖွဲ့တွေကလည်းနိုမာလ29ရက်ကစပြီးမြို့ပြင်တွင်မှာတက်ဆုတ်ထားရတယ်လို့သိရပါတယ်။ ။ဒါပြင်မနေ့နိုဘာလ28ရက်ကစပြီးမိုးကုံနဲ့မိုးမိတ်မြို့ဝင်ထွက်တွေကို TNV ဖက်ကစပိတ်ခဲ့ပြီးစစ်ကောင်စီဘက်ကနောင်ချိုမိုးကုတ်လမ်းပိုင်းကနေတစ်စင်းမြို့ထဲကိုဝင်လာနေတာဖြစ်ပါတယ်။တရုတ်နိုင်ငံရဲ့ဂျာဝေမှုနဲ့စစ်ကောင်စီတပ်နဲ့ထရန်ရီတပ်တို့ကြားပြီးခဲ့တဲ့အောက်တိုဘာလ29ရက်မှာပြည်ရဖို့သဘောတူခဲ့ပြီးတောင်တဘက်ကမိုးကုံနဲ့မိုးမိတ်မြို့နယ်တွေကိုစစ်ကောင်စီထံပြန်လည်လွှဲပြောင်းပေးဖို့သဘောတူခဲ့တာလည်းဖြစ်ပါတယ်